မတ်လ28ရက်မြန်မာစံတော်ချိန်နေ့လယ်12:50အချိန်မှာပြည်ယခုနှစ်တသမာခုနှစ်အင်အားရှိရင်လင်ကြီးတခုလွတ်ခတ်ခဲ့ပါတယ်။အင်အားကြီးငလင်ကမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့တောင်ဘက်နဲ့မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မြောက်ဘက်ကိုဥတီလွတ်ခတ်ခဲ့ပြီးစကိုင်းငလင်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။စကိုင်းငလင်ကြောင့်စကိုင်းမန္တလေးပကူရှမ်းနယ်နေပြည်တော်တို့ကအထူးခိုက်ပျက်စီးများပြားခဲ့ပြီးနိုင်ငံတော်ဝန်ကလေးတွေကိုခန်းစားခဲ့ကြရပါတယ်။အင်အားပြင်းကလေးကြောင့် နိုင်ငံတော်လူပေါင်း4400ကျော်ထိဆုံးခဲ့ရပြီး11000ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်အာဆီယံနိုင်ငံများနိုင်ငံတကာအစိုးရများဖွဲ့အစည်းများကုမ္ပဏီများကကူညီကယ်ဆယ်ရေးတွေဆီလုပ်ခဲ့ကြပါတယ်။အာဏာလုခံထားရတဲ့မြန်မာပြည်သူပြည်သားများကနိုင်ငံတကာရဲ့အကူအညီတွေကိုလွတ်လွတ်လပ်လပ်ညီတူမျှတူမရရှိနေပဲစီအုပ်စုရဲ့လဝကြီးအုပ်လက်ခံရယူမှုများနဲ့သာရင်ဆိုင်နေရပါတယ်။စီအုပ်စုကနိုင်ငံတကာလူသားချင်းစာနာမှုကူညီကယ်ဆယ်ရေးပစ္စည်းတွေကို သူတို့မတရားထိန်းချုပ်ထားတဲ့နေရာတွေမှာလည်းအပြည့်အဝမပေးနေသလိုတော်လရဲ့အရာစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကိုကုညီကေဇရေးပစ္စည်းပေးပို့ခွင့်ကိုလည်းကန့်သက်ပိတ်ပင်တရှိထားပါတယ်။မြေဆက်ဒေသအတစင်ပြည်တွင်းမှာပြည်သူချင်းချင်းအကူအညီများကိုသာငလင်ဘေးတင်ပြည်သူတွေအမှန်တကယ်ရရှိနေကြပြီးစီယုစုကတော့နေနေတွင်လည်းပစ္စည်းတွေပေးပို့ရမယ့်အစားလေကြောင်းဘုံးကျဲတိုက်ခိုက်မှုတွေကိုအင်းစင်ပြုလုပ်လျက်ရှိနေပါတယ်။စီယုစုကငလင်ကေဇရေးကာလမတ်လ28ရက်မှာ မေလ16ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု445ချိန်ပြုလုပ်ခဲ့ပြီးတေဆုံးသူစုစုပေါင်း416ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ986ဦးရှိခဲ့ပြီလို့မြို့သားညညွတ်ရေးအစိုးရရဲ့လူအခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ။နိုင်ငံတကာအစိုးရများဖွဲ့စည်းများကုမ္ပဏီများကစေအုပ်စုအားတဆင့်ကူညီကယ်ဆယ်ရေးပစ္စည်းများနဲ့ငွေကြေးများထောက်ပံ့နေခြင်းထက်နေဆက်ဒေသအားတဆင့်မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ထောက်ပံ့ပေးခြင်းဖြင့်သာအမှန်တကယ်ကူညီထောက်ပံ့ရေးပစ္စည်းတွေပြည်သူတွေထံရောက်နိုင်မှာဖြစ်ပါတယ်။အာဆီယံပါဝင် နိုင်ငံတကာအတိုင်းဝိုင်းနေဖွဲ့စည်းများတို့ အာဆီယံတရုတ်နှင့်အိန္ဒိယအစိုးရများအနေဖြင့်စီယုစုသည်၎င်းတို့ထံထိုက်ရိုက်ထောက်ပံ့နေသောငလင်ကယ်ဆယ်ကူညီရေးဝင်ကြီးများကိုမြင်းသည့်နေရာတွင်အသုံးပြုခဲ့ကြောင်းပွင့်လင်းမြတ်သားစွာဖော်ထုတ်ပြသနိုင်ခြင်းမရှိသည့်အတွက်ကြောင့်နိုင်ငံရေးနှင့်စစ်ရေးအမျက်ထုတ်မှုများဆင်ရဆွေးမှုကျူးလွန်မှုများတွင်ချိန်မြွေအလွဲသုံးစားသုံးပြုနိုင်သည့်အနေအရတွင်ရှိနေသည်ထို့ကြောင့်အလူချင်းအစိုးရများအနေဖြင့်စီယုစု၏ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခြင်းဖြစ်စေနိုင်ပါသဖြင့်စီယုစုထံထိုက်ရိုက်ထောက်ပံ့နေခြင်းများကိုမပြုလုပ်ရန် လူသားချင်းစာနာမှုအကူအညီများသည်မီလီတန်တိတူများထံသို့ရောက်ရှိစေရန်တည်ချောက်ရမည်ဖြစ်ပြီးညီတို့စီစဉ်ချမှတ်အုံပြုခဲ့သည်ကိုပြည်သူလူထုအနေဖြင့်တည်င်းအချက်လက်ရရှိရမည်ဖြစ်ကဖိနှိပ်သူဆေးဥစု၏အကျိုးအမြတ်အတွက်မဖြစ်စေရန်နိုင်ငံရေးနှင့်စစ်ရေးအရအလွဲသုံးစားလုပ်အမျက်ထုတ်ခြင်းများရှိစေရန်ထိမ့်သိမ့်ကြမှတ်သည့်ရန်ရာများဖြင့်လွတ်လပ်စွာစောင့်ကြည့်၍ပွင့်လင်းမြင့်သားစွာဖြင့်အများပြည်သူထံထုတ်ပြန်ရန် မလင်ဘေးနှင့်စစ်ဘေးတွင်ပြည်သူများတို့လူသားချင်းစာနာမှုအကူအညီများအမှန်တကယ်တရားရောက်ရှိစေရန်နှင့်အကြမ်းဖက်ဆဲအုပ်စုကြီးပိတ်ဆို့ခြင်းအလွဲသုံးစားလုပ်အမျက်ထုတ်ခြင်းများကိုရှောင်ရှားနိုင်ရန်အတွက်နေဆက်ဖြစ်ကျော်ကူညီထောက်ပံ့ရေးလမ်းကြောင်းများကိုအသုံးပြု၍မြို့သားညီညွတ်ရေးအစိုးရလူမျိုးစုတော်လှန်ရေးဖွဲ့စည်းများရပ်ပတ်လူတို့ဖွဲ့စည်းများနှင့်ပူးပေါင်းဆောင်ရွက်ပြီးထိရောက်သောတာဝန်ယူမှုတာဝန်ခံမှုနှင့်လူတို့အခြေပြုသောကူညီမှုများအထက်ဒေသခံလူတို့အခြေပြုဖွဲ့စည်းများနှင့်မြေပြင်ရှိကယ်ဆယ်ရေးလှုပ်ဆောင်နေသူများမှတစ်ဆင့်ပေးပို့လှုပ်ဆောင်ရန် ပြည်သူများကိုပြစ်မှတ်ထားသောလေကြောင်းတိုက်ခိုက်မှုများရပ်တန့်နိုင်ရန်နှင့်ပါဝင်ကျူးလူသူများကိုတာဝန်ခံစေရန်အတွက်စစ်အုပ်စုရရှိနေသောလေရင်စီများကိုဖျက်တောက်ရေးသည့်အခရာကြလွန်လာသည်ထို့ကြောင့်စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများချက်ချင်းရပ်တန့်နိုင်ရန်နိုင်ငံတကာအစိုးရများထူးသဖြင့် American UK နှင့်ဥရောပသမဂ္ဂသည်လေရင်စီတင်ပို့နိုင်ရန်ရေကြောင်းအာမခံနှင့်လေရင်စီကွင်းဆက်တစ်ခုလုံးပတ်ပိုးနေသောလုပ်ငန်းများအပါအဝင် နိုင်ငံတကာကုမ္ပဏီများမှမြန်မာနိုင်ငံသို့ရင်းစီများတင်ပို့ခြင်း၊ရောင်းချခြင်းသို့မဟုတ်လွှဲမြောက်ခြင်းများကိုအေးအေးယူပိတ်ဆို့မှုများချက်ချင်းလောက်ဆောင်ရန်တောင်းဆိုလိုက်သည်။